မင်းတို့ဘုံပြောတာမင်းဘဝတွေကိုပြောပြနေရတော့အခုမြန်မာပြည်မှာဖြစ်နေတဲ့ဘဝတွေကိုပြောပြနေရတော့အဲမြန်မာပြည်ကြီးကလည်းကြည့်ရအောင်ဟေးအခုဒီမှာကွန်ပျူတာအမေရိကန်ဘရန်ဒီမှာမိုင်းဒီမှာဖုန်းဟိုကမီဟိုက်ဘာမှာရှိတယ်ဇွဲဘော်ပလတ်တရဟိုမှာနာကြီးဟိုက်မှာဆာရွက်တွေရှိတယ်ဟောဒီမှာအဝိသရှိတယ်အောက်ကတစ်တားလွှဲရင်အဲ့တစ်တားပေါ်မှာအုပ်ထားတဲ့လိုက်ကာတွေပါတယ်ရတယ်အကုန်နိုင်ငံခြားပြည် မြန်မာပြည်မှာအစ်စ်ပင်ပဲဖြစ်တယ်။ဟေ့မြန်မာပြည်ရဲ့အစ်စ်ပင်ခိုးလိုက်တော့ဟေ့အစ်စ်ပင်မရှိတော့ဘူး။တရားသားတွေတော့တောင်းသဘောဝရေးမြေတွေဆုတ်ရှုတ်သွားပြန်ပြီ။ကဲမြန်မာပြည်မှာမပွဲပင်တိုင်းကြီးဝင်ပါမယ်။မြန်မာပြည်ကရောင်းစားသူတခင်ဝဲစားသူကြွနေဟေ့ပြောကြည့်ပါလေတော့တို့အပုံရောက်သွားခုနငရုပ်သီးတစ်ပိတ်တာပဲထောင်းနေရောက်လိုက်ပြန်ဝယ်သားတော့၅000တော့ဖြစ်သွား ကဲဝင်ငွေကနေနေထွက်ငွေကများများသားသမီးတွေကအမှန်မသိလူဗိုလ်တွေတင်းကျွေးထားတဲ့ဒီနိုင်ငံလူဗိုလ်တွေတင်းကျွေးထားတဲ့နိုင်ငံအမှန်မသိတဲ့နိုင်ငံသားလူငယ်တွေကိုပညာသင်ပေးနေရတဲ့နိုင်ငံလူဗိုလ်တွေကိုတင်းကျွေးထားတဲ့နိုင်ငံလက်ကျော်မတင်တဲ့လူတွေအလုံးလုံးနေတဲ့နိုင်ငံအရင်ရှိမရှိတဲ့လူတွေအုပ်ချုပ်နေတဲ့နိုင်ငံ အရှင်တွေ့ပြီလားနိုင်ငံတော်ကြီးတိုးတက်ဖို့ဟမ်တရားမင်းလာရင်တရားမင်းတော်ပြီဘွားမင်းကအမင်းတနိုင်ငံလုံးပြေးလေငါပြန်မဟာငါသိက္ခာကြတယ်နဲ့တရားမင်းအုပ်ချုပ်ရမှာမဟုတ်ဘူးမြန်မာပြည်ရဟုတ်လားဒါကြောင့်သားရဲသူတို့တခုချင်းပြန်တည်တော်ယူအောင်ဘယ်သူစလို့အောင်မလဲထရိုင်ဒါကြီးကိုစကနေ့ကလားတွေဟာကလားလို့လုတ် တရုတ်လိုစုကလားဘလို့နေနေအောက်ခြေသိမ်းကိုလှုပ်တယ်လှုပ်လဲလှုပ်တယ်နော်ကလားတွေစုလဲစုတယ်နော်မသောမူအိန္ဒိယကလားမင်းဟင်းဟင်းတစ်ခွက်ပဲဟလာငရုတ်တီတောင်းလေးတဲ့မင်းစုပေါင်းချက်တာဟင်းတစ်ခွက်ပဲဟင်းနေလဲပြောတစ်ခွက်ကွာငရုတ်တီတောင်းလေးပါမယ်ဒါပဲမြန်မာဟင်းပဲတစ်ခွက်သာဘုလေးသုံးလေးခွက်ဒါတော့အကြိုက်မတူလို့ဆိုပြောကြဒီအိမ်မမွဲပဲသူမွဲမှာဟလာပြီးရင်အဲ့ဒါသမဲကောင်အောင်မသားဘူးဟင်းကောင်အောင်မသားဘူးဘုံဘောလို့ဩ ဖြစ်တယ်လို့သာဖြစ်တယ်လို့နေပတ်တန်လေးပြန်ရအောင်အုံတိုင်းတဲ့သကုတ်သားသတိလို့သာမရှိတော့လဲခွေးလို့နေရတာဟုတ်အနော်အေးအဲ့ဒီဟာတွေကိုမပြောင်းလဲသေး၍ဤတုနေတိကိုမတက်တဲ့၍တော့ဒီနိုင်ငံရမယ်ခွေးဖြစ်နေဟုတ်ဓမ္မနောက်ပိတ်ခွေးသူများစောင့်နှမြခံရတာဟုတ်ပါဓမ္မတွေမင်းတို့ပြည့်နော်ထဲကုတ်တဲ့ဓမ္မကြီးမရှိဘူးလားအောက်ကအယိုးမရှိဘူးလားအဲ့ဒီအယိုးတန်တန်းနဲ့လို့တာဖြစ်တဲ့ကြီးဝယ်လေးတွေတန်ခွေလေးတွေပတ်မထားဘူးလား အယိုးချောင်းတော့ဘာစားအယိုးဆောင်တော့အဲဓမ္မနောက်ပိတ်ခွေတွန့်ရှုပ်ဓမ္မနောက်ပိတ်ခွေဆိုသူတို့များစောင့်နေမြကန်နေမြခံရလားဟုတ်ဘူးလားအေးအဲ့ဒါမင်းတို့သတိထားဖို့လိုလားမလိုဘူးလားစင်းရဲတယ်စီးပွားရေးရလဲစင်းရဲတယ်ဘာလို့အဝင်နဲ့အထွက်နဲ့မရအသုံးနဲ့အဖြုံးနဲ့နားမလဲဘူးငွေမရှာရဘူးဖြုံးတာကြတော့တာတေးလန်ရောဟုတ်ဘူးလား အဖြုံးနဲ့အသုံးမကွဲပြားဘူးအဲ့လိုဖြစ်နေတဲ့နိုင်ငံကမွဲမှာပေါ့ကွာအဲ့လိုဖြစ်နေတဲ့အိမ်မွဲတာပေါ့ကွာမဲအခုမြို့မှာနေတဲ့ဆိုရန်ကုန်မှာနေတဲ့ဆိုရင်တရလ10သိန်းလောက်ဝင်ဝင်ရှိတာတော့မလောက်ဘူး9သိန်းလောက်ဆိုတော့၄00ယူလေးပဲ3သိန်းလောက်ဝင်ဝင်နေတော့မဲဘာမှတန်းမှာမဟုတ်ဘူးတော်တော်ဝေရမဲကုန်နာတာကုန်နာတော့ ရှာဖို့ကြတော်တော်ခက်ပြန်ရောဒီတိုင်းကြီးရဲ့စီးပွားရေးမကောင်းဘူးလေလုပ်ငန်းတွေမကောင်းဘူးလေအဲ့တော့သားတို့သူတို့အဲ့ဒီခေတ်ထဲကိုရောက်နေတာမင်းတို့တာမန်လို့နေလို့ရောက်အောင်မလားမရပါဘူးခြေတော်လူတွေကတော့မင်းတအိမ်ထဲမှာအဖေထွက်လို့တယ်ဆိုကျန်တဲ့လူတွေကဒူးနဲ့နေပြရတယ်လေးရောက်တော့ပါလေအခုကတအိမ်လုံးထွက်လို့ရတော့မင်းသားဖို့နှမအောင်မနေရုပ်ကန်ရပညာရေးရဲ့ဈေးတကလေးကြီးအဝယ်စားနေတိုင်းသားတို့တယ်လီဖုန်းအိမ်တိုင်းရှိတယ်ကွာဆိုတော့တအိမ်ဆိုတယ်လီဖုန်းက လူ9ယောက်ရှိရင်တလီဘောက9လုံးရှိလို့ပြင်ပြင်အနည်းဆုံး9လုံးရှိအဲ့ဖုံးပေအတွက်အင်တာနက်သုံးနေဆိုဖုံးပေအတွက်တယောက်ကို1000မက်အတွက်1000မက်အတွက်1000မကဘူးနော်ဒါလား1000မက်အတွက်9ယောက်ဆို9000ဟောမင်းတို့အချောင်ကုန်းနေတဲ့အပိုးကုန်းတွေလည်းအများကြီးဟင်အဲ့ဒါတို့ဘုန်းတို့လွယ်လွယ်ရှားမရတော့ဘာလုပ်ကြခိုးကြပေါ့ကွာလူကြပေါ့မရဘူးလားဟိဇာတိတကောင်းသေးလား ဆင်းရဲပြီဆိုရင်ဇာတိကြပါမကောင်းတော့ဒါကြောင့်ဥမဆောင်းမဥမတောက်မတိလဆောင်းနေတဲ့ဟုတ်တယ်အဲ့ဒါကြောင့်ဘုရားမဆင်းရဲဖို့တို့လေမဆင်းရဲဖို့ဆိုအသုံးဖြုံမကြည့်ရဘူးခြွေတာစူဆောင်းတထေလောင်းပဲကွာတန်တုတ်တိပရမတနဲ့ခြွေတာစူဆောင်းရောင်ရဲတဲ့တူချမ်းသာတာပဲလို့ဘုရားရှိခိုးဓမ္မပရမဟောတာအတုံးဖြုံကြည့်တာကြွားတဲ့ဝါရဲတဲ့ပြည်လေအတုံးဖြုံတာဘာလို့ပါတော့ဘလောက်တန်ကြီးစားတာမင်းကလည်းပြီးရင်ချိဖြစ်သွားတာ ဟုတ်ပါလားဘလောက်တိုင်းဝေဝေကွာမင်းပြီးအဲအကြီးတန်ဖိုးကြီးတိုင်းဝေရရင်ပိုးပွားတော့လွတ်လပ်မနေဘူးပုံမှန်လေးလစ်ဆိုတော့တန်းဆွန့်ပိန်ပါဖြစ်ဘူးတန်ဖိုးတိတ်ကြီးရဟာဤဆိုမင်းဒါကြီးကိုဆောင်းလျှော့တဲ့တာဝန်ကြီးရဒါကြောင့်တန်ဖိုးကြီးတယ်လည်းမြတ်ကိုမဝင်ဆောင်ပုံများသွားတယ်ကိုဘောပါလေးနေကြစမ်းပါဇူကာဘက်ကဒါကြောင့်သူ့ရဲ့အင်ကြီးကိုတီရှပ်ပဲတမျိုးပဲဝတ်တယ်နော်ကာကီရောင်ပေါင်းမိနေခဲအောင်စံတဲ့အင်ကြီးဒါလေးပဲဝတ်တယ်တော်တော့အခမ်းအနားကြီးတွေကလွဲရင်ကုတ်တွေပါရောင်ဝတ်ဘူး အယောင်တယောင်ပဲဝတ်တယ်တဲ့ဘာဖြစ်လို့ဆိုအယောင်ရွေးဖို့အချိန်မရလို့လေကဲဒီလောက်ပတ်စံရှာတဲ့သူတွေကွာမင်းတို့ကနှကန်းလေးစိုးလိုက်လက်သေးလေးစိုးပြီးကောမပြီးဘူးအိမ်ထဲအထွက်မလာတော့ဘူးနော်အလုတ်ကြတော့လက်ကြောမသိဘူးပတ်သားတွေလည်းဖိလို့လိမ့်လို့မပြီးဘူးဟုတ်လားအဲ့ဒါတွေပြောင်းလဲဖို့လိုလားမလိုဘူးလားနောက်ဆုံးတစ်ခုကတော့ပါတီစိတ်လွန်ကဲတာရေပါတီဝါရလွန်ကဲတာရေဟုတ်နော်ပါတီဆိုတာအစုဝေးกว่า အဲ့တော့ပါတီသိတဲ့နိုင်ငံစိတ်ကိုပို့ပြီးရှေ့ရှုရအောင်။ပါစိတ်ကိုပို့ရှေ့ရှုရအောင်လေ။နိုင်ငံစိတ်ကိုပို့ရှေ့ရှုရအောင်။ဟုတ်ပြီနော်။အဲ့ဒီအားတွေကိုလွန်ကဲသွားပြီဆိုရင်ဒါတိုင်းပြည်ဟာနိုင်ငံသားကောင်းတွေရဲ့အီချင်းနဲ့ဆန့်ကျင်တော်တာဖြစ်တဲ့အတွက်အဲ့ဒီလူမျိုးတွေများနေတဲ့တိုင်းပြည်ဟာအခုလိုတိုင်းပြည်ဖြစ်သွားတာ။လက်တွေ့ကြလားမကြဘူးလား။မကြပါဘူးခင်ဗျာ။တို့အခုမင်းတို့ရောမင်းတို့ရောမင်းတို့ရောလူတွေတော်တော်များများဒီအီချင်းတွေမကောင်းတဲ့ညင်ဆိုးတွေ ဝေးမနေဘူးလားမနေပါဘူးခင်ဗျာပြောလိုက်ရောတပည့်တော်ပြောတဲ့အတိုင်းပဲလို့ဒီလိုထင်လိုက်မယ်ဒီဟာလေးမင်းတို့အကုန်လုံးရှိဒါကြောင့်တွန်းနိုင်ငံကငွေနေတာမငြိမ်းချမ်းနေတာဘယံမတာဖြစ်နေတယ်အဲ့ဒီဟာလေးကိုမင်းတို့စန့်ကျင်ဘက်အရေးချင်းတွေကိုလေ့ကျင့်လိုက်မယ်ဆိုရင်တော့တွန်းနိုင်ငံကြီးကပြန်လဲပြီးတော့ဥမော့လာအောင်ပဲပြန်လဲပြီးတော့ထွန်းတောက်လာအောင်ပဲပြောင်မြောက်လာအောင်ပဲအဲ့ဒီလိုမျိုးနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဥဆောင်ဖို့အခွင့်အလမ်းရတာမင်းတို့ဝမ်းသာစရာမကောင်းဘူးလားကောင်းပါရဲ့ခင်ဗျာကောင်းစရာမကောင်းဘူးလား ဒီတိုင်းပဲမင်းတို့ရဲ့စ조사အထုတ်မှုကအစာပေါင်းများစွာတန်ဖို့တင်ဖို့လိုတယ်။အဲကြောင့်조사ဒီဘက်မှာနေလဲ조사ဒီဘက်မှာလည်းနေလဲ조사အခုဒီနေရာမှာ조사အဲ့ဒီစိတ်နဲ့조사တဲ့ဆိုရင်မင်းတို့ဟာမင်းတရားနေနေနိုင်ငံသားကောင်းတယောက်ရဲ့အချင်းအပြည့်နေပါပဲ။ဟုတ်ပြီလား။ဟုတ်ပါပြီ။ကြံရဆိုတော့ဒီချိန်တော့ပါပဲ။အလုံးမင်္ဂလာပါ။မင်္ဂလာပါသားတို့သမီးတို့